ာဒါနဲ့အခုကိုနှောင်းလေခွင့်နေလာတာပေါ့နော်ပြောမှာတော့ရှိတယ်ဗျာကျွန်တော်ကိုအင်မတန်မှထူးဆန်းတဲ့မြို့ပြည်တယောက်ကိစ္စနဲ့ပတ်သက်ပြီးတော့ကဟမ်ဆံဝန်စစ်စစ်ကြဲနဲ့တမတော်ကနေပြီးအငင်းစားဖိလိုက်တယ်ဆိုတော့ဘလို့ဗျာဘလို့တိတ်ထူးဆန်းတဲ့မြို့သမီးဟုတ်လား ပြည်သူရှာရှာပြောပြစမ်းပါအောင်ညာနားထောင်အောင်အဲဒီအကြောင်းတွေကိုကျွန်တော်ဘယ်သူမှမပြောချင်တော့ပါဘူးဗျာပြောလေယုံမှလည်းမဟုတ်ဘူးလေအဆုံးမတော့ကျွန်တော်ကိုပဲယူပြီးလို့သတ်မှတ်ကြမှာဒါနဲ့နေပါအောင်ခမရတာဘာလာလုပ်တာကျွန်တော်ကတော့ဝေဘူးတောင်ပေါ်သွားပြီးတော့ကကြောက်တစ်တာတွေကဟာကိုနောင်းဝင်ကိုမကြည့်စမ်းညာကလမလေးတယောက်လောဝါမှာဆေးရုပ်ကလေးထိုးထားတာတော်တော်တော့နာမှာပဲယူ လေဘောဘောကဟာကြီးရတဲ့စိတ်ပါလားဟေ့တင်လူကုနာဝေးဖေးထားသွားတာလေခဏနဲ့ပြီးလို့လားဒီဟာဒီဟာဆဲထားယူဘာလို့လို့လဲဗျဟာ ဟာဘေးလူကူနောင်းကြီးဒါကြီးကဘာလို့မလို့လဲဆွဲထားလိုက်ကြတာမှာဗျာဟုတ်တယ်ဟုတ်တယ်လောက်ကြအောင်ကံမလေးဓာတ်နဲ့ဖြတ်လိုက်ပြီဟဲ့ဟဲ့မဖြစ်ပါနဲ့လက်ကိုဓာတ်နဲ့ဖြတ်လိုက်တာရဲဟုတ်မြန်ကောင်ကဝိုင်းဝိုင်းဝိုင်းဓာတ်ပါနေနေနေကြအောင်ဗျာလုံးမလို့ဒါကျွန်တော်တကယ်ကျင်ပါအားပြောမှာဆိုကွာဟဲ့ဟဲ့ဖြတ်လာနေပါဦးဗျာနေပါဦးကျွန်တော်ကျွန်တော်မင်းများမရဘူးဗျာနောက်မှနောက်မှလုံးစရာလုံးရလုံးကြပါဘယ်လိုလုံးလိုက်တာလဲကိုနောင်းရဒါကျွန်တော်ချစ်လူလက်ပါဟာဟောရီအမှန်သားသည်ပါရစ်လေဟာ ချုပ်ချစ်သူမနှူသာရီလက်ပါဗျာဘာပြောနေရလဲကိုနောင်းရာဟာမနှူသာရီလက်ပါမနှူသာရီလက်ပါဝင်နေရင်တုံလိုက်တာမနှူသာရီဟိုလူကလက်ကိုပြတ်ပြီးလက်ဝါးကြီးကိုကင်ပြီးတော့ကိုနောင်းကြီးကြီးကြောင်ဘလို့ဖြစ်နေလားလက်ကျူးစွချလိုက်ပြီအမလေးလက်ပြတ်ကြီးကဆက်ဆက်ခုံနေလိုက်တာအဖေရရကြီးမနှူသာရီလက်အယူထင်ပါတယ်မစက်ကဘာဘာတွေရှောက်ပြောင်းနေမှလည်းမသိဘူးဗျာဟာရဲမလဲကလာပြော ေကြတာလေကလမလေးကိုဆင်းအောင်အများပေါ့ကြဟဲ့ဟုတ်ကဲ့ဆရာကဲတို့လူထားသားလိုက်ကဲဟိုကြမှာကြည့်ပြီးရှင်းပြခဏကူရရောထိုင်ပါထိုင်ပါဟုတ်ကဲ့ကျွန်တော်တို့လည်းဥသားကြောင်တော့အင်ကိုလာဖို့စီစဉ်ရပါပဲအော်အခုဘုန်းနောင်ရဲ့ဦးလေးဥအောင်ထွန်းရောက်လာလို့ကျွန်တော်တို့လည်းရဲဌာနလာခဲ့တာပါပဲဗျာဟုတ်ကဲ့ကျွန်တော်ဘုန်းနောင်ရဲ့ဦးလေးအောင်ထွန်းပါ တွေ့ရတာဝမ်းသာပါတယ်ဗျာဦးလေးရဲ့ဒီဘုံနှောင်းလေးအချုပ်ခန်းကနေပြောက်သွားပါတယ်ခမကျွန်တော်တို့ရဲတွေလည်းမစင်းစားတတ်အောင်ဖြစ်နေပြီအပြင်းတကမာကြီးရဲ့တော့ရောအတင်းကတရားခံပြီးထားတဲ့အခန်းကလေးရဲ့တော့ပါကျွန်တော်သိထားပါတယ်ဟုတ်ကဲ့ပြောပါဦးရဲမှုကလေးအခုကတိတ်ကိုဆန်းနေတယ်ဟုတ်ထွေးရာလည်းမတွေ့ပေါ်မပြုတ်ဘဲနဲ့တရားခံပြောက်သွားတယ်ဗျာဗျာ တော်လဲစီအိုင်ဒီကိုရောခရိုင်ရဲဝန်စီရောဒီအိုင်ဒီအထိဖုန်းနဲ့အကြောင်းကြားထားတယ်ဟုတ်ကဲ့ဆက်ပြောပါဦးခင်အခုလဲတရခံတယောက်စီဘုံနှန်းဝင်နဲ့ပတ်သက်ပြီးမင်းများစစ်ဆေးနေရပါတယ်ဆရာဘုံနှန်းဝင်နဲ့ကိုက်တဲ့တရခံဒါမင်းစိန်ကရောက်လာပါပြီအေးစိန်ကညကမင်းမြင်သမျှပြောသားကွာဟုတ်ကဲ့ညက12နာရီကျော်ကျော်လောက်ဘုံနှန်းဝင်နဲ့ကျွန်တော်အချုပ်ခန်းရှိမှာ ကလမချောချောတယောက်ကိုအမှတ်မထင်တွေ့လိုက်တယ်လို့လို့ပဲခင်ဗျာဟင်ဟဲ့ဆက်ပြောသားမအောင်အဲကျွန်တော်လည်းမြင်သက်မိနေတယ်လို့လို့ပဲခင်ဗျာငါများအိမ်မက်မက်နေတာလားမျက်စိကပဲအမြင်မှားနေတာလားဒါမှမဟုတ်ဂရောင်ချောင်ချားတွေများဖြစ်နေရောလားလို့ပြေးမိပြီးငင်းငင်းငန်ငန်ဖြစ်မိခဲ့ပါတယ်ဒီလိုနဲ့ကျွန်တော်လည်းလန့်လာမိပါတယ်ဟင်းဘုံနောက်ကတော့ဒီပြင်းလားမင်းစားလေ ်ဘူးဥစ္စာတွေဒီဒီနာဒီဒီနာမနှုတ်စာတွေမနှုတ်စာတွေဒီဒီနာဒီဒီဒီမနှုတ်စာတွေမနှုတ်စာတွေလို့ခေါ်ခွန်နေပါတယ်ခင်ဗျာအဲညနေနာရီလောက်ကျတော့အင်တာမနန်စော်လှတဲ့ဘောင်ကတူလုံးဟာရေမှွေးလိုက်သေးရောက်နေတဲ့အချိန်မှွေးချိန်လာပြီးတော့ကျွန်တော်လည်းစိတ်ညစ်ခံရတယ်လို့ အလူလူအိပ်ပျော်သွားပါလေဆရာအတော်လေးတော့ဆန်းနေပြီဟုတ်တယ်ကျွန်တော်လည်းဘလို့ကဘလို့အိပ်ပျော်သွားတယ်မသိဘူးခင်ဗျာအဆောင်ရွေးတွေလူဝင်စစ်မှနိုးတော့တယ်အဲဒီတော့မှဘုံနှံဝင်တယောက်လွတ်ထွက်သွားတယ်ဆိုတာသိရပါတော့တယ်ဒါပါပဲဆရာအဲအတွေ့ရအခက်နေပြီဟုတ်တယ်ရုံရအခက်ပဲဆရာဟုတ်တယ်ရဟုတ်တယ်သူ့အကြောင်းကတော့ယုံမှုအတော်လေးခက်နေပြီပြောရင်တော့ယုံနိုင်ရမှာမဟုတ်ဘူး ကျွန်တော်တို့သွားခွင့်ပြုပါခင်ဗျာဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့နန်းဝေနန်းဝေမင်းရဲ့အဖြစ်တွေကမယုံနိုင်စရာပဲအဖြစ်အပျက်အားလုံးရဲ့တရားခံကတော့ဂျီရာလို့ခေါ်တဲ့အမှတ်သားလို့ပဲထင်နေတယ် ကြီးရာဘီဘီလို့ခေါ်တဲ့နုစာရီရဲ့နတ်ကောင်းကနတ်သမီးရဲ့ကြောက်စရာကလမလေးရဲ့နန်းဝီအတွက်ဂျုံမွေခဲ့တာပဲဟာဦးအောင်ထွန်းကိုအိုင်းမမိမကားတိုက်ခံလို့ဆေးရုံမှာအတွင်းနာဖြစ်တင်ထားရတဲ့ကြဟမ်ဟာလားဘယ်တော့ကလဲအခုမနေ့မှာပဲဗျအချိန်နေတော်တော်ဆိုးတယ်ခင်ဗျသွားမေးလိုက်ဦးအေးငါအခုပဲလိုက်သွားမယ် ဆက်လာတယ်နော်အေးအခုပဲငွေလင်းလာပြောလို့ငါတိရတာလည်းချက်ချင်းလာခဲ့တာဘယ်လိုဖြစ်တာလဲကွာကျွန်တော်တို့နှစ်ယောက်မနေ့ကဈေးကပြန်မှာလမ်းလေးကလမ်းလျှောက်ကြပြီမယ်ဟွန်းကားကစီရတိုင်းဝင်ရုပ်ဖြုတ်ပြီးလာတိုက်တာပဲဆရာဩရှောင်ကြပြီမယ်ကားကအချိန်များတော့ရှင်မိအတိုက်ခံပြီးလဲသွားပါတယ်ကားရဲ့နောက်ပြီးဟောဒီညာဘက်လက်ကိုဖြတ်နှင်းတာတပြန့်တစ်ခုလုံးကျင်းဝသွားတာပဲဆရာဟမ် ရွှေမိလက်မောင်းမှာဒီကစိတ်ကဘယ်တော့မှရှိနေတာလဲမင်းညာကပဲကျွန်တော်သူ့ကိုထိုးပစ်လိုက်တာပါဆရာဒါဂျီယာတစိတ်ပဲဝိုင်းဟုတ်ပါတယ်ဆရာဟုတ်ပါတယ်ဒီဂျီရာတစိမ့်ဟာဂျိုမွေတတ်တာပဲအထူးသဖြင့်ဒီဂျီရာတစိမ့်ကိုအကျွမ်းတဝင်ပြီတာနဲ့အညာ ယူဆိုးတစ်ခုတော့ဝင်လာရတာပဲ။ဒါကြောင့်ဝင်ရတယ်ဆိုတာရဲ့ဂျေရာတစိရဲ့တိကျတဲ့အဖြစ်တိရအောင်ငါစုံစမ်းရှာဖွေမယ်။ပြီးတော့နန်းဝေကိုလည်းရှာမယ်။ဂျေရာတစိရဲ့တဲလုံစရလို့ရညာနန်းဝေလက်ဖြတ်ခဲ့တဲ့ကလမလေးစီဥစွာသွားရမယ်။ဒါဆိုဂျေရာတစိနဲ့ပတ်သက်တဲ့အကြောင်းနင်းနေဖြစ်တော့တိရမှာပဲလေ။ကြည်ရာကြည်ရာကြည်ရာ ကြီးတာမင်းကတကယ်ကိုဂျုံမွေပါလားကြောက်စဲသွားတော့လေရက်ဖြတ်ခံရတဲ့ကလမာလီဒတ်တနာမရှိတော့ဘူးတဲ့ရွှေညောင်ပြောင်းသွားတယ်ဆိုလို့လိုက်သွားခဲ့ရရွှေညောင်ကတောင်ကြီးဆိုလို့တောင်ကြီးရောက်ရကြတယ်လမ်းမှာလည်းအသက်သေးဖို့နှခါတော်ကျုံခဲ့ရရှာဖွေရတဲ့အချိန်လည်းမနေတော့ဘယ်ထိညာဂျုံမွေအောင်မှလည်းကြီးရတယ် ပေးလိုက်တဲ့လိပ်စာအရဆိုရင်ဒီအိမ်မဲထင်ပါရဲ့ဝင်မေးဦးမတဒနာရောအိမ်ဒီအိမ်လားခင်ဗျာဟုတ်ပါတယ်ကိုကြီးကျွန်မတဒနာလားဘာကိစ္စရှိပါလို့လဲဟောကျွန်တော်တဒနာရောအိမ်ကိုလိုက်ရှာနေတဲ့သူပါလိပ်စာကတော့ကျောက်ဆင်မှာနေတုန်းကတဒနာရဲ့လက်အဖြတ်ခံရတဲ့အကြောင်းနဲ့ပတ်သက်ပြီးသိချင်လို့ပါသူတစ်ပြည့်အဲ့ဒီလက်ကတစိုက်ကလေးဟာ ချက်တနာရဲ့လက်မှာဘယ်လိုလုပ်ရတယ်ဆိုတာသိချင်လို့ပါကျမငငယ်တုန်းကကျမတို့အိမ်ကိုအမျိုးသမီးလှလှတယောက်ရောက်လာပါတယ်သူကလူတယောက်လိုက်ရှာနေကြောင်းပြောပြပြီးအိမ်မှာတရက်တက်ခုသွားပါတယ်ကျမသူ့လက်ကိုကြည့်တော့သူ့လက်မှာအဲ့ဒီတစိုက်ပါတာကိုတွေ့ရပါတယ်ဟုတ်ဟုတ်သူပြန်သွားပြီကျမလည်းကျမအဖိုးကိုအဲ့ဒီတစိုက်ကိုထိုးပေးပါလို့ဘိုးကြီးပူဇော်တော့တာပေါ့ဟုတ်ဆက်ပြောပါဦးတဒနာဒါနဲ့အဖိုးလည်းကျမငိုလွန်းတာနဲ့ ကိုမိမလှလှရဲ့လက်ကတစိမ့်အတိုင်းပဲဆေးထိုးပေးပါတယ်။ဘာပဲဖြစ်ဖြစ်ပေါ့လေ။ကျမတော့ဒီတစိမ့်ကလေးကိုမျက်နှာလုံးလို့ကျမရဲ့ပြတ်သွားတဲ့လက်ကခွာပြီးယူထားလိုက်ပါသေးတယ်။ဟောဒီမှာကြည့်ပါ။အော်ကြည်ရာကြည်ရာမိတော်တော်ကြုံမိတာပဲလား။ကဲတတ်တယ်နော်။ကျေးဇူးပါပဲခင်ဗျာ။ကျွန်တော်ကိုပြန်ခွင့်ပြုပါနော်။အမှန်ပါလေ။ ို့ဥအောင်ထွန်ပြောင်းနေတာကြာပြီပဲဗျဟမ်ဟုတ်တယ်ဗျာကျုပ်လဲဂျေရာရဲ့အတိတ်ပဲရှာဖွေရင်းမြမပြီအနှံ့ညှက်နေတာပဲဩဩမင်းညာကမှပြောင်းတာဩဒါနဲ့ခင်ဗျားအတွက်တော့အညတ်ထွက်ခဲ့ပါတယ်ဩရှေဟောင်းသူတည်တနာအရာရှိကြီးအတွက်ရှေဟောင်းပစ္စည်းလေးတခုလက်ဆောင်ဝယ်လာခဲ့တယ်ဗျာဟုတ်လားဥအောင်ထွန်ဟုတ်ဟိုမှာစာရူးငငယ်လေးတယောက်ဗျာစာရူးဆိုတာ ဂျီယာတစိအကြောင်းတော့သိကျင်သိမှာဗျ။သွားမရအောင်များမကောင်းမလား။ဟုတ်တယ်ဟုတ်တယ်။လာသွားမယ်။ချက်ချင်းနေမတ်တစိကြီးဟာလူနဲ့တယောက်တည်းကောင်းကျိုးပေးမယ်တိတ်နမိတ်ပါပဲ။အကူကြီးရမယ်မတ်တစိကြီးပါပဲ။ဟုတ်ပါတယ်။ဒါပေမဲ့ဇမ်းမိဘကိုပြေးဆိုတဲ့စားတင်သားကြောင်းသားတယောက်တည်းအပြေးစားရွက်ပေါ်မှာရှိတဲ့ချက်ချင်းနေမတ်တစိကြီးဟာဇမ်းမိဘကြဆုံမှုဟောပြတဲ့မကောင်းတဲ့နမိတ်မကောင်းတဲ့မတ်တစိကြီးဖြစ်ပါတယ်။ဟုတ်ပါတယ်စာလူလေးဟုတ်ပါတယ်။ ပြီးတော့လောကကြီးရဲ့လက်ခံတာတဲ့သဘောတရားအလုံးအားတနည်းအားရမှမမှန်ကောင်းမွန်ပြီးတနည်းအားရမှမဝင်ဆိုးရွားနေတတ်ပါတယ်။ဘယ်ရမှမူသေးမဟုတ်ပါဘူး။စာဓုလေးပြောတာသိမှန်ပါလေ။ဒါဖြင့်ဒီစိတ်လေးအောင်ကောင်းတဲ့တစိတ်လားဆိုးတဲ့တစိတ်လားစာဓုလေး။ဒီတစိတ်ဟာခြေရာလို့ခေါ်ပါတယ်။လူတော်တော်များများကကံဆိုးတဲ့အတိတ်နမိတ်ကိုပေးတဲ့အစိတ်ပါပဲ။သူတော်ကောင်းလောက်ကိုလုံးနေတဲ့လူတွေပို့တော့ ဒီတစိ့ဟာအလုံးကိုကန်ကောင်းတဲ့တစိ့တစ်ခုဖြစ်ပါတယ်။ဒီတစိ့ဟာလူတော်တော်များများကိုဘာလို့ကန်ဆိုးစေတာလဲ။အဲ့ဒါကိုသိကြင်ပါတယ်စာသူလေး။ခမည်းသိကြင်တယ်ဆိုရင်တော့ရှင်းရှင်းပြောပြပါမယ်။ခမည်းဟာဒီတစိ့အတွက်တော်တော်ကိုဒုက္ခများနေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ခမည်း။ဟောဟုတ်ပါတယ်စာသူလေးရဲ့။လေတောင်ပုံစံဟာဂျမ်းမာရင်နဲ့ဆိုင်နေ။ဒီတစိ့မှာလေတောင်ပုံစံနှစ်ခုကိုဓာတ်ထားရဖြစ်တော့ကိုဂျမ်းမာရင်နဲ့ စေချမ်းမရေကိုပေါ်ပြပါတယ်။ဒါပေမဲ့တောင်းရဲ့ပြားကလေးတွေမှာပါတဲ့ဝိုင်းဝန်းလေးတွေဟာမရှိဘူးဆိုတော့လက်ပဲကိုဆောင်းနေ။ဒါကြောင့်ဒီတစိတ်ဟာကိုရောစိတ်ပါမချမ်းမဘူးဆိုတော့အတိတ်ပဲကိုပြပါတယ်။ဟုတ်ကဲ့ဆက်ပါဦးစာပြီးလေး။ပြီးတော့တောင်းစင်တော်ဒုံညာရှိခုဖြစ်နေတယ်ဝိုင်းတဲ့ပုံစံနဲ့တောင်းပုံစံဟာလည်းတစ်ခုနဲ့တစ်ခုမတည့်ကြပါဘူးဒါကြောင့်ဒံတဘောကိုဆောင်းနေ နောက်ရှိခုဆိုတဲ့ရေအတွက်ဟာအနက်မှဆိုးရတဲ့အနက်တိပဲကိုစောင်းနေဆိုးရတဲ့နတ်အူပိုင်တဲ့ကနန်းဖြစ်နေတဲ့အတွက်ဒီလိုစိတ်ဟာလူတွေကိုဒုက္ခပေးနိုင်ပါတယ်ရှင်းပါပြီလားဟုတ်ကဲ့ရှင်းပါပြီစာရင်းလေးကျွန်တော်တခုထပ်မေးပြစီမေးပါလေကျွန်တော်မှစစ်ဖို့တူလေးတယောက်ရှိခဲ့ပါဟုတ်ဟုတ်ဟုတ်တော်ပြီတော်ပြီမပြေနိုင်ဘူးဒါကြုံနဲ့မဆိုင်ဘူး ပြေးဖို့လည်းမကောင်းဘူးမမေးပါနဲ့ကောင်းပြီဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကိုပြောင်းလဲပြုပါကောင်းပါပြီမဲဆွေတို့ကောင်းပါပြီอืมကြေရတစိတ်အကြောင်းတော့ရှင်းသွားပါပြီဗျာဟုတ်ပါတယ်ကျွတ်တို့ခမားတို့တောင်လက်မှမထိုးမိပဲအတော်ဥနောက်ချော့သေးတာပဲอืมကဲကဲခမားရင်သွားကြမယ်ဗျာလာကောင်းတော့ ခြေရာရဲ့အဖြေရှာရင်းနဲ့ရှမ်းပြည်တောင်ပိုင်းကရွာတရွာရခဲ့တဲ့ဦးလီရဟာဒါရှီဟောင်းမိုးချိုးအိုးကလေးတစ်ခုပဲဗျဟုတ်တယ်လေရှီဟောင်းပစ္စည်းလေးတင်လို့ခင်ဗျားကိုတရိယာကြီးလက်ဆောင်ဖြစ်နေဝယ်လာခဲ့တာဟိုဟိုမိုးချိုးအိုးလီကပန်းပြောက်ပန်းခဲ့လေးတွေနဲ့အခုထိလက်ရမယူနိုင်အောင်လေဗျဟုတ်တယ်ဗျဟာဦးအောင်ထွန်း အဒီမှာစာလေးလည်းရေးထားသေးတယ်ဗျာဟုတ်ပြီဟုတ်တယ်ဗျာဒါရဲလေဟာဒါတော့ဘယ်တန်းပြောနိုင်မလဲဗျာအာနေုံနေုံอืมစိတ်တော်ဝင်စားเสียရပဲဗျာစူးစမ်းမအောင်ရဟန်းဟူသောဂုဏ်တော်ဖြင့်ဟမ်တိတ်တိကိုရယူတာမนุษย์စာရီနှင့် တွေ့နိုင်ပါစေတော့တဲ့အဲ့ဒါပဲဗျာမနုဿာဟုတ်တယ်မနုဿာလာရမည်ဒုက္ခပဲအေးဗျာอืมမနုဿာလေးမနုဿာလေးဘဝများစွာကြောင်းပြီးယောက်ျားတွေကိုတော်တော်များများဖန်းစားခဲ့တာပဲနော်အော်ဘယ်စီမှာများလဲ